ပြည့်စုံကြီးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့တင်ဆက်သူဇော်ရွယ်ဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့ဘုရားကိုစော်ကားမိလို့လူစင်စက်ကနေခွေးဖြစ်သွားရဲ့သူတယောက်ရဲ့အကြောင်းအရာလေးကိုစိတ်ဝင်စားဖို့ပြင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တစ်ခါတော့ဟာထိုင်းလူမျိုးစုတွေရဲ့အကြမ်းမှာအတော်လေးကိုနာမည်ကြီးနေတဲ့နိုင်ယုတ်သူကြီးတခုရှိခဲ့ပူပါတယ်အဲဒီနိုင်ယုတ်သူကြီးကိုလည်းလူအတော်များကယုံကြည်ကိုးကွယ်ခဲ့ကြတယ်ဗျာ အဲဒီလိုကိုးကွယ်ခြင်းအပြင်လည်းကိုးကွယ်သူတွေအဖို့အကျိုးအကျေးဇူးတွေများပြားစွာရှိပြီးတော့လုပ်ငန်းကိုင်ငန်းတွေမှာလည်းအောင်မြင်တယ်လို့ဆိုကြပါတယ်။နေယုထူကြီးကိုကိုးကွယ်တဲ့သူတွေဟာစီးပွားရေးမှာအောင်မြင်နေတာပဲဖြစ်ဖြစ်လုပ်ငန်းကိုင်ငန်းတွေမှာပဲဖြစ်ဖြစ်အစဉ်ပြေအောင်မြင်နေကြပြီဆိုရင်အဲဒီနေယုထူကြီးစီကိုပြန်လာတတ်ကြပြီးအစားအသောက်မျိုးစုံနဲ့ပူဇော်လေးရှိကြတာပေါ့။ရုပ်သူကြီးတရှိနေတဲ့နတ်ကွင်းထဲမှာတော့ပိုင်ရှင်မဲ့ခွေးလေးတွေလည်းအများအပြားရှိကြတယ်ဗျာ။ အဲဒီခွေးလေးဒီကိုတော့လုတ်ထူကြီးစီကိုလာရောက်ပူဇော်သူတွေကပဲစေနာရှင်ရှိတယ်လို့ဒွေးမွေးပြူစုကြပါတယ်။ဗန်ရှင်မဲ့ခွေးလေးရဲ့ဘေးမှာအိပ်ပျော်နေတဲ့သူကတော့ မောင်မဲလုံးလို့ခေါ်တဲ့အရက်သမားတယောက်သာဖြစ်တယ်ဗျ။သူရဲ့တက20ကျော်သာရှိနေသေးပြီးမိဘမဲတယောက်သာဖြစ်ပါတယ်။နောက်ပြီးလောင်ကစားနဲ့မူရည်သေးစာတွေကိုလည်းခုံမင်ဆွဲလန်းနေပြီးတော့ရွာထဲကပစ္စည်းတွေကိုလည်းမကြာခဏခိုးယူလိရှိတယ်ဗျ။ အဲအားကြောင့်တရွာလုံးကတော့မောင်မဲလုံးကိုစံကုန်မီလေးတရားလို့ဆိုကဘသူကမှစေတနာမရှိကြဘူးဗျဒီလိုနဲ့နောက်တနေ့မနက်ကိုရောက်တဲ့အခါမှာတော့မောင်မဲလုံးတယောက်အရက်ပလင်းကိုလက်ကဆွဲပြီးရုပ်သူကြီးတရှိရာနတ်ကွင်းကိုထပ်မံဝင်ရောက်လာခဲ့ပါတယ်နတ်ကွင်းထဲမှာရှိတဲ့သူတွေကတော့ရုပ်သူကြီးကိုကိုးကွယ်နေကြပြီးအာယုံပြုတ်နေကြတယ်ဗျဗေဒန်လီမှာတော့ဈေးဆိုင်လေးအနှဲငယ်သာရှိနေပြီးအာယုံပြုတ်နေကြတာကြောင့်အားလုံးကလည်း ဒိတ်စိတ်လို့ငြိမ်သက်နေကြပါတယ်ခမရောလည်းဗျာစားလို့မရတဲ့အယုတ်ကြီးကိုသွားပေးနေမဲ့စားအက်စားစရာနဲ့ပတ်စံတွေကိုကျုပ်ကိုပေးလိုက်ပါလားဗျခမရောလည်းကုစုရတာပေါ့ဒါပြီးလို့ဒိတ်စိတ်ငြိမ်သက်နေတဲ့ကြောင်ခံထဲမှာမောင်မဲလုံးရဲ့ကြေကြေလောင်လောင်နဲ့ပြောလိုက်တဲ့စကားတန်းကဘုံလွန်သွားခဲ့တာပေါ့ဒုက္ခမှာတော့အာယုံပြုတ်နေသူတွေလည်းအတော်လေးကို စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ကြပါတယ်အဲအကြောင်းလာရောက်ကူးခွေသူတွေကလည်းစိတ်ပြက်သွားကြပြီးတော့ အိမ်ကိုပြန်သွားခဲ့ကြတယ်ဗျဟဲ့နင်လူလို့နားမလဲဘူးလားဒီမှာအာယုံပြုတ်နေကြရဲ့လေအလကားကလေးကချင်းနင်လို့ကောင်းမြန်မြန်သေးအေးတာပဲမတဲစုတယောက်ဒေါသကြီးစွာနဲ့မောင်မဲလုံးကိုကြီးကအဲ့ဒါလိုပြောလိုက်တာဗောဘောခါမှာတော့မောင်မဲလုံးလဲသူ့ကိုအဲ့လိုပြောရမလားဆိုပြီးဒေါသထွက်သွားကမတဲစုကိုပြန်ပြီးတော့ရန်တွေးလိုက်ပါတော့တယ်မတဲစုနဲ့မောင်မဲလုံးတို့ကတော့ကြောင်နေပဲငဲတငဲချင်းနေတာဖြစ်ကြတယ်ဗျာ ဒါပေမဲ့လေမောင်မဲလုံးရဲ့ဇယက်ကိုမကြိုက်တာကြောင့်အခေါ်ပြောမလုပ်တာတော့နှစ်ပေါင်းအတော်လေးကိုကြာနေခဲ့ကြပါပြီ။တရားတော်ခွင်စကားများရာကနေအချိန်တွေကတင်းမာလာပြီးမတဲစုလေးဘေးနားမှာရှိနေတဲ့သူတွေကိုအကူအညီတောင်းလိုက်ပါတော့တယ်။အဲဒီလိုမတဲစုတယောက်အကူအညီတောင်းလိုက်တဲ့အခါမှာတော့ဒီဆိုင်တဲ့ကသူတွေလေမတဲစုရဲ့အနာကိုရောက်လာကြတယ်ဗျ။ဖေကောင်ဂလိကကြီးအခုထွက်သွားစမ်း။မင်းပါသူမင်းထွက်သွားမလား။ငါတို့နှင်းထုတ်ပေးရမလား။ မနေသားရဲ့အဆုံးမှာတော့မောင်မဲလုံးလဲထိုးနေရကနေဖတ်သွားခဲ့ပါတော့တယ်။သူရဲ့စိတ်ထဲမှာတော့မခံကြီးမခံတာဖြစ်နေပြီးအတော်လေးကိုဒေါသထွက်နေခဲ့တယ်ဗျ။တို့ဘာလုပ်ပြမလဲဆိုတာခမားကိုစောင့်ကြည့်မိ။အဲဒါလိုဆိုပြီးတော့ဂျင်းဝါကမောင်မဲလုံးတယောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ညကိုရောက်တဲ့အခါမှာတော့မောင်မဲလုံးတယောက်နှက်ကွင်းရှိရာအကြောင်းကိုပြန်လာခဲ့တယ်ဗျ။သူရဲ့လက်ထဲမှာလဲ၃ပေလောက်ရှိတဲ့ တန်တို့တို့ချောင်းကိုစွဲကင်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ရုပ်ထူကြီးတရှိရာအခန်းလေးကိုဝင်လာခဲ့တာပေါ့။လူတွေကခမရကိုမတရားကိုကူကွယ်ကြတာနော်။ပြီးတော့ဟိုလိုခွေးတွေကိုတောင်ကျုပ်ထယ်ပူပြီးတော့အေးပေးနေကြတယ်။ဒီညတော့ခမရနဲ့အဲ့ခွေးတွေကကျို့အတွက်အေးမကြီးတော့ဘူးဗျ။မောင်မဲလုံးတယောက်ဘေးနားမှာအိပ်ပျော်နေတဲ့ခွေးနယ်လေးတစ်ကောင်ကိုပြစ်ကန်လိုက်ပြီးတော့အဲ့လိုရေမောစွာပြောလိုက်ပါတယ်။ခွေးလေးကတော့မောင်မဲလုံးရဲ့ကံချက်ကြောင့်ပဲ အဝေးကိုလွန်ဆင်သွားရင်နာကျင်စွာနဲ့អော်နေကြတာပေါ့အဲဒီနောက်မောင်မဲလုံးကလက်ထဲမှာကင်ထားတဲ့တန်တို့ကိုအပေါ်ကိုမြောက်ခါနတ်ယုတ်ထူရဲ့ကောင်းကိုရိုက်ခွဲလိုက်တယ်ဗျအဲဒီခါမှာတော့နတ်ယုတ်ထူကနေ အလင်းတန်းနေထွက်ပေါ်လာခဲ့ပါတယ်နောက်ပြီးနတ်ယုတ်ထူကနေလဲအဖြူရောင်အဖိုးတယောက်ရဲ့ပုံစံဖြစ်ကိုပြောင်းလဲသွားခဲ့တာပေါ့ဇဗူအဖိုးကြီးကမျက်လုံးကိုဖွင့်ကမောင်မဲလုံးကိုစိုက်ကြည့်နေခဲ့ပါတယ်မောင်မဲလုံးတယောက်အဲဒီခါမှာတော့ကြောင်လန်တုံလှုပ်သွားခဲ့ပြီးတော့ နေရာကနေဖွက်ပြေးဖို့ရာအတွက်ကြိုးစားလိုက်တယ်ဗျ။ဒါပေမဲ့လည်းသူ့ရဲ့ခန္ဓာကိုယ်ကဘလို့မှလှုပ်ရှားလို့မရတော့ပဲနေရာကနေနှုံးလို့မရတော့ပဲဖြစ်နေခဲ့ပါတော့တယ်။ဘုံနီတူစားပဲလက်ထဲမှာရှိနေတဲ့တန်တုပ်ကလည်းဘိုးတော်နတ်ဖခင်ရဲ့ဦးကောင်းကနေခွာလို့မရဖြစ်နေခဲ့တာပေါ့။အဲဒီနောက်ဘိုးတော်နတ်ဖခင်ကဦးကောင်းပေါ်မှာရှိနေတဲ့တန်တုပ်ကိုအသားလေးဆွဲပယ်လိုက်ပြီးတော့အဝေးကိုလွန်ပြေးလိုက်ပါတယ်။အိုးအတင်လူသားက အတော်ကိုမိုင်မဲပါတယ်။အတင်ကို ထိုက်တဲ့တဲ့အပြစ်ဒဏ်တော့ငါချမှတ်ပြီးမှရတော့မယ်။အတင်ကတလိမ့်ဆန်တွေအပေါ်ကိုလည်းတနာကျင်တာစိတ်မရှိဘူး။အဲအားကြောင့်အတင်လူသားကိုငါဘိုးတော်နတ်ဖရာခွေးအဖြစ်ကို ပြောင်းလဲပေးရမယ်။မဲလုံးတယောက်ဘိုးတော်နတ်ဖရာရဲ့ဇကားတန်တွေကို ကြားပြီးစိုးရင်ထိတ်လန့်နေခဲ့ပါတော့တယ်။ကဲအတင်လူသားအခုချိန်ကနေစပြီးခွေးဖြစ်စေ။အဲဒီချိန်မှာပဲမောင်မဲလုံးတယောက် လူစဉ်စစ်ကနေခွေးအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်။ဘုဘုတို့နဲ့ဗျာအကျွန်ုပ်ကိုဘာလို့တားလဲဗျာအခုကျွန်တော်ခွေးဖြစ်သွားပြီပြန်ပြောင်းလဲပေးပါတောင်းပန်ပါတယ်။မောင်မဲလို့တောင်ဘလောက်ပဲပြောပြောဘိုးတော်နဲ့ဗျာကတော့လူအဖြစ်ကိုပြန်ပြောင်းပေးခဲ့တော့ဘူးဗျာ။နောက်ပြီးဘိုးတော်နဲ့ဗျာကနေရာကနေပျောက်ကွယ်သွားခဲ့ပါတော့တယ်။အဲဒီနောက်သိမကြခင်မှာတော့နတ်ကွင်းထဲမှာရှိနေတဲ့ခွေးတွေကမောင်မဲလုံးကိုမြင်သွားပြီးတုံတို့ပြေးလာကလိုက်ကြိုက်ပါတော့တယ်။ လူဝါတော်ကခွေးလေးကိုရိုက်မိခဲ့တဲ့မောင်မဲလုံးလေးအခုခါမှာတော့ခွေးပြန်ဖြစ်သွားပြီးထွက်ပြေးနေရတာပေါ့အဲဒီလိုနဲ့ပြေးရင်လွှာရင်မနဲ့မိုးလင်းလာခဲ့တာပေါ့ပြေးရလွှာရတာကလည်းအတော်လေးကိုမောပန်းနေပြီးဘိုက်တွေကလည်းစားလာခဲ့တယ်ဗျအဲဒီချိန်မှာပဲဝတ်သားကင်တွေကိုရုတ်တရက်မြင်လိုက်ရပြီးတော့မောင်မဲလုံးလေးအတော်လေးကိုပျော်ရွှင်သွားခဲ့ပါတယ်နောက်ပြီးအသားတုံးနေရှိရာကိုသွားပြီးအားရပါးရစားတောက်လိုက်တာပေါ့ ။အဲဒီအချိန်မှာပဲရုတ်တရက်ကြောကုန်းပေါ်ကိုကြောက်ရောက်လာတဲ့ဝဆိန်တို့ကြောင့်မောင်မဲလုံးခမတကောလုံးကိုစိတ်ကနေဖြစ်သွားခဲ့ရပါတယ်။အိုးထွက်သွားစမ်း။ဘရက်ကလီကောခွေးလေခွင်းလုံးလည်းမတည်ဘူး။စောစောစီစီမြန်မြန်သွားစမ်း။ချုပ်ခွေးမဟုတ်ပါဘူးဗျ။မဲလုံးပါ။တကယ်ပိုက်စာနေလို့စားမိရပါဗျာခမရလေ။မောင်မဲလုံးကပြန်ပြောနေခဲ့ပေမဲ့လေတိုင်ပင်ရှင်ဦးလေးကြီးရဲ့နားထဲမှာတော့ခွေးအောင်တန်းလေးကိုသာကြားနေရပါတော့တယ်။အိုးဒီခွေးလူကိုပြန်လာပြီးတော့ဟောင်းနေတယ်ပေါ့လေ။ ကဲဟာကဲဟာဆိုင်ပိုင်ရှင်ကြီးကလည်းသူ့ကိုရန်လုတ်တယ်ထင်နေထမှန်ပြီးတော့အားရပါရရိုက်လိုက်တယ်ဗျဘိုလ်ကမှာတော့မောင်မဲလုံးလဲဆိုင်နေဝေးရကိုထပ်ပြီးတော့ထွက်ပြေးသွားခဲ့ရပြန်မာတော့တယ်ဘိုက်တွေကလည်းအယမ်းစာနေပြီဖြစ်ပြီးတော့မောင်မဲလုံးကိုဘယ်သူကမှလည်းအစာမကြွေးကြဘူးဗျမောင်မဲလုံးရဲ့အဖြစ်ကသူ့အမြဲနိုင်ခဲ့တဲ့နှက်ကွင်းတွေက ိုင်ရှင်မဲ့ခွေးတွေနဲ့အလားတူဖြစ်နေခဲ့ရပါတော့တယ်။ပြည်ရင်လွားရင်လည်းအမိုက်ပုံကြီးတပုံကိုထပ်မံတွေ့ခဲ့ရပြန်တယ်ဗျ။အဲ့ဒီအမိုက်ပုံကြီးရဲ့ဘေးမှာလည်းပိုင်ရှင်မဲ့ခွေး၃လေးကောင်လောက်ရှိနေခဲ့ပါတယ်။အဲ့ဒီခွေးတွေကတော့အမိုက်ပုံကြီးတွေကအကျွံအကြံတွေကိုရှာဖွေစားတောင်းနေခဲ့ကြတယ်ဗျ။မောင်မဲလုံးလည်းဘိုက်အရန်စာနေပြီဖြစ်တာကြောင့်အမိုက်ပုံတွေက အစားအစာတွေကိုရှာဖွေစားတောင်းလိုက်ပါတော့တယ်။အင်းနားလိုက်တာကွာ။ဒါတွေကဘလို့စားရမလဲ။ မောင်မဲလုံးတယောက်ခွေးဘဝနဲ့အခက်တွေ့နေခဲ့ပါတော့တယ်။လူဘဝတော့ကအရန်ဆိုးခဲ့မိုက်ခဲ့တဲ့ မောင်မဲလုံးတယောက်အခုအခါမှာတော့ပန်းရှင်မဲ့ခွေးတကောင်အဖြစ်သို့ရောက်ရှိသွားခဲ့ပြီးဇာစရာမရှိအိတ်စရာမရှိဖြစ်နေခဲ့ရတာပေါ့။နောက်ပြီးနေဝင်တခုလေးမှာတော့မောင်မဲလုံးလေးအရန်ပင်ပန်းနေပြီးနတ်ကွင်းကြီးရဲ့အနာမှာတွားရောက်ထိုးရိုက်လိုက်တယ်ဗျ။နောက်ပြီးသူ့ဘဝမှာမှားခဲ့မိတာတွေကိုပြန်စင်စားရင်အလွန်ပဲလောင်ထားရနေမိခဲ့ပါတော့တယ်။ အဲဒီနောက်တိတ်မကြခင်မှာပဲမောင်မဲလုံးရဲ့ချီမှာဘိုးတော်နတ်ဖရာကရောက်လာခဲ့တယ်ဗျမောင်မဲလုံးတယောက်ဘိုးတော်နတ်ဖရာကိုမြင်လာရတယ်ဆိုရင်ပဲဘိုးတော်နတ်ဖရာရဲ့အနာကိုတိုးတွားခဲ့တာပေါ့ဘလို့လဲအတင်လူသားမင်းရတာအစင်ပြေလားကျွန်တော်မှားခဲ့မိပါတယ်ဘိုးတော်နတ်ဖရာရဲ့ကိုချင်းလဲစားရမိပါပြီအဲဒီခါမှာတော့ဘိုးတော်နတ်ဖရာလဲမောင်မဲလုံးကိုကြီးကအနှဲငယ်ပြုံးလိုက်ပါတယ်နောက်ပြီးကဲကဲ ငါဘိုးတော်တင့်ကိုပြန်ပြီးအတုံပြောင်းပေးပါမယ်။နောက်နောက်တော့အမောက်တွေမလုံမိစေနဲ့တော့ဟုတ်ပြီလား။အဲဒီလိုဆိုပြီးတော့ဘိုးတော်နတ်ဖျားကလက်ညိုလေးထိုးလိုက်ပါတော့တယ်။ဘိုးတော်နတ်ဖျားရဲ့လက်မှာအလင်းတန်းတစ်ခုပေါ်လာပြီးမောင်မဲလုံးလဲခွေးအတုံကနေလူအဖြစ်ကို ပြန်လဲပြောင်းသွားခဲ့တာပေါ့။ဒီလိုနဲ့ပဲနောက်တနေ့မနက်ကိုရောက်တဲ့အခါမှာတော့မောင်မဲလုံးတယောက်လုံးဝပြောင်းလဲသွားခဲ့တယ်ဗျာ။ ခိုင်နှကွင်းထဲမှာမူယူမောက်အိမ်နေခဲ့ပေမဲ့လည်းဒီနေ့အချိန်မှာတော့နှကွင်းတစ်ခုလုံးကိုတန့်ရှင်းရေးပြီးပြုလုပ်နေခဲ့ပါတယ်။နောက်ပြီးသူအမဲရန်လုံးနေကြဖြစ်တဲ့ပန်းရှင်မဲ့ခွေးလေးတွေကိုလည်းတွေးသားအရင်လေးနေလို့ဆက်ဆံပြီးတေးချာကျွေးမွေးပြုစုနေတာကိုတွေ့လိုက်ကြရတယ်ဗျ။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရပြီးတော့နှက်ကွင်းကို လာရောက်တဲ့သူတွေနဲ့အတူဈေးတွေတွေအကုန်လုံးလဲဗဇက်အဟောင်းသာဖြစ်ကုန်ကြပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့မောင်မဲလုံးဟာလုံးဝပြောင်းလဲသွားပြီး ခွေးလေးကွင်းလွန်လေးတွေကိုလည်းတိတက်ခေရာလေးတခုအီဆောက်ပေးလိုက်တာပေါ့သူရဲ့လိုရဟာအတော်လေးကိုနာမည်ကျော်သွားပြီးစေတနာဝန်ထမ်းတွေကလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပါတော့တယ်။ဒါပြင်မောင်မဲလုံးဟာသူ့ရဲ့ဘဝကိုတဆချိုပြောင်းလဲပေးခဲ့တဲ့ဘိုးတော်နတ်ဖရာရှိရာနတ်ကွင်းကိုလည်းအမြဲတမ်းရှင်ရည်ပြုလုပ်ပေးလေးရှိပဲဗျ။ယင်းကနေလေလှိုက်လိုက်လဲလဲနဲ့ဘိုးတော်နတ်ဖရာကိုယေရှုတင်နေမိခဲ့တာပေါ့။ ဇလန်လေးတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီတငယ်ချင်းလေးတွေရေတင်စတာလေးကိုကြိုက်နေတတ်လိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်ဗျအခုလိုတင်စတာလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe ပြုလုပ်ထားပြီးတော့အတဲ့တင်တိုင်းသိရအောင်လဲဘေးနားက notification ခေါင်းလောင်းလေးကိုပါနှိပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်အဆုံးထိနားဆင်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်ဇလန်လေးကိုအဆုံးသတ်လိုက်ပါတယ်နော်